ားလုံးမင်္ဂလာပါဓမ္မကုတု channel မှာကြိုဆိုလိုက်ပါတယ်အခုဖတ်ပြပေးမှာတော့စာရေးဆရာ မနာပတာဤအရှင်ဝိစိတ်တဧတထားတဲ့ကိုကိုကိုဆုံးမခြင်းဆိုတဲ့အစာအဝယ်ဖြစ်ပါတယ်အပိုင်ငါအပိုင်ရှစ်စိတ်တိုင်းမကြတာအလိုမကြတာအစာမကြတာ မချိနဲ့တာစရာတွေဟာဒေါသရဲ့လက္ခဏာတွေပါပဲဒေါသရဲ့သဘောကဖြစ်တာက သူများကိုဖြစ်တာပဲပူတော့ကိုကအရင်ပူတယ်ကိုကအရင်ခံစားရတယ်ပြီးတော့သူများကိုလည်းပူလောင်စေတယ်စိတ်ဆိုးစိတ်တူစိတ်ကောက်တာဘသူအတွက်မှမကောင်းဘူးမေတ္တာရဲ့သဘောကပို့တာပွားတာတော့သူများအတွက်တော့ပွားပြတာပို့ပြတာပဲကိုကအရင်အေးအေးတက်အငြိမ့်တက်ကို ခံစားရတယ်ကိုအေးတော့သူပါအေးတယ် ဒေါသသမားကပြက်စီးဖို့ဖြက်စီးဖို့ပဲကြံတယ်ပြောတယ်လှုပ်တယ်ဒေါသသမားကသူ့ကိုယ်သူလည်းပြက်စီးစေတယ်သူတစ်ပါးကိုလည်းပြက်စီးအောင်လုပ်တယ်ဖြက်စီးတယ်မေတ္တာသမားကအကျိုးပြုပေးဖို့အကျိုးဆောင်ပေးဖို့ပဲကြံစီပြောဆိုလုပ်ကင်တယ်ဘသူကိုဘယ်လိုအကျိုးဆောင်ပေးရမလဲဘယ်လိုအကျိုးပြုပေးရမလဲဒါကိုပဲဦးစားပေးရဲ့မေတ္တာအားကြီးတဲ့သူဟာမိမိကိုယ်တိုင်လည်းအကျိုးရောက်အောင်မလုပ်ဘူးလောကကိုလည်းအကျိုးပြုပေးတယ် မေတ္တာတက်တဲ့လောကကိုအေးချမ်းစေတယ်။ဒေါသဟာ မီးနဲ့တူတယ်။မေတ္တာကရေနဲ့တူတယ်။ရေများရေနိုင် မီးများရေမီးနိုင်တယ်။ဒါကြောင့်ကိုယ်ကိုမီးနဲ့လာရှုပ်ရင်ကိုယ်ကရေနဲ့ပြန်လောင်းနိုင်အောင်ကြိုးစားပါ။ကိုယ်ကိုရေနဲ့လောင်းသူကို ကိုယ်ကရေမွေးလေးနဲ့ပြန်ဖြန်းပေးလိုက်ပါ။အပုန်နဲ့အေးအေးအမွှေးနဲ့အနဲ့အပြုတ်နဲ့အဖြက်အလုံးအတွက်အေးပြီးမွှေးတာကလေးကအကျိုးပြုစေတာပဲမဟုတ်လား။ လိုချင်နေတဲ့သူကိုပေးလိုက်ပါစိတ်ကောက်နေတဲ့သူကိုချော့လိုက်ပါ မလိမ်မာတဲ့သူကိုခွင့်လွှတ်လိုက်ပါလိုချင်နေတဲ့သူကိုပေးလိုက်တာဟာကိုရော့သွားတာမဟုတ်ဘူးကိုရလိုက်တာလိုချင်နေတဲ့သူရဲ့စိတ်ကိုလွှမ်းမိုးအနာရလိုက်တာပါပြီးတော့ကိုကိုကိုလည်းအနာယူလိုက်တာပါပဲပေးနိုင်တာဟာမပေးချင်တဲ့စိတ်ကိုအနာယူလိုက်တာပဲလေစိတ်ကောက်တယ်ဆိုတာအချော့ခံခြင်းလိုပဲမဟုတ်လားစိတ်ကောက်နေတဲ့သူကိုချော့ပေးလိုက်တာဟာ ကိုလျှော့ပေးလိုက်ရတာမဟုတ်ဘူးကို့မာနာကို ကိုကအနံ့ရလိုက်တာပါမကျင်တဲ့သူရဲ့စိတ်ကိုကျင်နေစေတာဟာသူ့ဒေါသကို ကိုက အနံ့ယူလိုက်နိုင်တာပါပြီးတော့ကို့မာနာကို ကိုလျှော့ချနိုင်တာဖြစ်ပြီးအပြိုင်ဒေါသကိုခန္တီတရားမေတ္တာအားနဲ့အနံ့ယူလိုက်တာပဲလေမတိမလိမ္မာတဲ့သူကို ခွင်လွှတ်လိုက်တာဟာကိုရှုံးပေးလိုက်ရတာမဟုတ်ဘူးကိုလုံရဲ့မှန်သွားတာကိုအမှန်ရလိုက်တာပါ မတိတာကိုကသူ့အတွက်မှားပြီသားကိုကပါလိုက်ပြီးမိုက်မိရင်ကိုလည်းမတိမလိမ်မာသူ ဖြစ်သွားမှာပဲပေါ့အရင်စတော့ဘသူမှမှအပြစ်မရှိဘူးလောဘကြောင့်လူကျင်သွားတာဒေါသကြောင့်စိတ်ကောက်လိုက်မိတာ မောဟကြောင့်မတိမလိမ်မာဖြစ်မိတာဒီသဘောကိုသိပြီးကိုယ်စိတ်ကို ထိန်းချုပ်နိုင်တဲ့သူဟာကိုယ့်ကိုယ်ကို အနိုင်ရလိုက်သူပဲပေါ့စေတနာဟာလူတိုင်းနဲ့မတန်ဘူးတဲ့ အမှန်တော့စေတနာဟာလူတိုင်းနဲ့မတန်တာမဟုတ်ဘူးလူတိုင်းနဲ့တန်တဲ့စေတနာမထားနိုင်တာစေတနာဆိုတာကိုကထားရတာသူနဲ့မဆိုင်ဘူးကိုဘက်ကမှန်နေရင်သူ့ဘက်ကမမှန်နဲ့ကိုကဟန်ပြီးသားပဲလူတိုင်းအပေါ်ကိုစေတနာမချောအောင်ထားနိုင်ရင်ကိုစေတနာကလူတိုင်းနဲ့တန်ပြီးသားပဲပေါ့ကိုစေတနာကသူ့ကောင်းဖို့ရည်ရတာရည်ရတဲ့အတိုင်းအကျိုးတည်ရမှုဖြစ်သွားရင်စေတနာကတန်သွားပြီးသားပဲ စေတနာနဲ့မတန်ဘူးဆိုတာတွေဖြစ်လာတာကသူ့စီကတုံ့ပြန်မှုကောင်းကိုကိုက မျှော်လင့်လို့ဖြစ်တာဂျေဇုအတင်ခံချင်တာကောင်းကောင်းတုံ့ပြန်စေချင်တာစတာတွေကိုကိုက မျှော်လင့်နေပြီးကိုမျှော်လင့်တဲ့အတိုင်းသူကမတုံ့ပြန်တော့စေတနာနဲ့မတန်ဘူးဆိုတာတွေဖြစ်လာတဲ့သဘောပဲဒါကြောင့်ကိုစေတနာသာမှန်လိုက်ပါကိုဘက်ကသာတုံ့ပြန်မှုကိုမမျှော်ဘဲစေတနာပြန်အောင်လုပ်လိုက်ပါ ကိုယ်စေတနာဟာလူတိုင်းနဲ့တန်သွားမှာပဲပေါ့ကိုယ်စေတနာဟာလူတိုင်းနဲ့မတန်သေးဘူးဆိုရင် ကိုယ်စေတနာမမှန်သေးဘူးလို့သာသဘောထားကိုယ့်ဘက်ကအစေတနာမှန်ပြီးတတ်တာပြအောင်ကြိုးစားဖို့ပဲပေါ့စိတ်ကြည်ရင်ယုတ်ကြည်တယ်စိတ်ညစ်ရင်ယုံညစ်တယ်စိတ်အစင်းမလာရင်ယုတ်အစင်းကြတယ်ဒါကြောင့်စိတ်အစင်းမကြဖို့စိတ်အစင်းကိုပြင်ရမယ်အတွေးမှတွေကိုပယ်ရမယ် ဇာတကပါဠိတော်တေမိယဇတ်မှာရုပ်ရည်အစဉ်ကြည်လင်ခြင်းအကြောင်းတော်မှာကိုဖော်ပြထားတယ်၁ဖြစ်ပြီးတဲ့မကောင်းမှုဒုစရိုက်ကိုမတွေးတော်မစိုးရင်ခြင်း၂မဖြစ်သေးတဲ့စဝင့်နေရေးအနာဂတ်ရည်များကို တွေးတော်မှန်စမပူပင်မတန်းတခြင်း၃လက်ရှိပစ္စုပန်အခြေအနေအပေါ်မှာသာ မကောင်းမှုရှောင်က ချမ်းသာစွာရှောင်ရဲနေထိုင်ခြင်းဒီကြောင့်တရားများကရုပ်ရည်အစဉ်ကြည်လင်ခြင်းကို ဖြစ်ပေါ်စီပါတယ်တဲ့။ဘင်းစစ်တော့ဘဝမှာစိတ်ကအဓိကပဲ။စိတ်ကအရာရာကိုဥဆောင်ထားတာပဲ။စိတ်ဆောင်ရင် ရုပ်ကထောင်တယ်။စိတ်ထက်ကြရင်ရုပ်ကြမြန်တယ်။စိတ်မလှရင်ရုပ်လည်းမလှဘူး။စိတ်ကြည်နေမှ ရုပ်ရည်အစင်းလှပကြည်လင်လှပပေါ့။ဟိုလာလို့အရေးတွန်းတာရှိပေမဲ့စိတ်ကြည်လို့ရုပ်ကြည်တာအရေးတွန်းတာနဲ့မဆိုင်ဘူးမဟုတ်လား။ဒါကြောင့်အတိတ်ကိုတွေးပြီးမဆွေးပါနဲ့ အနာဂတ်ကိုတွေးပြီးမငေးပါနဲ့ပစ္စုပ္ပန်တည်းမှပဲလက်ရှိအခြေအနေကိုလက်ခံလောကဓာတ်ကိုရင်ဆိုင်ရင်ကိုယ်စိတ်ကိုတိဘဝအရှိကိုဓမ္မအတိနဲ့ညှိဖို့ပဲပေါ့ဘဝမှာ ကိုယ်တိတ်မုန်းတဲ့သူကတစ်ချိန်တုန်းက ကိုယ်တိတ်ချေရတဲ့သူ ဖြစ်ကောင်းဖြစ်နိုင်တာပဲအခုကိုမတုံးချင်တော့အောင်ယူသွားတဲ့ပစ္စည်းတစ်ခုဟာလေအရှင်တော်ကကိုအယုံမှုလိုချင်ခဲ့တဲ့ပစ္စည်းတစ်ခုကိုဖြစ်နေနိုင်တာပဲ။ လူစိတ်ဆိုတာမရခင်တော့တယောက်ဆိုတယောက်ပဲလို့ဆိုတတ်ပြီမဲ့ရလည်းပြီးရောနောက်ဘဝမပြောနဲ့ဒီဘဝမှာပဲပြင်အန်းလို့ရရင်ပြင်အန်းချင်တော့တာမဟုတ်လားယစီဝိတ္ထုလည်းဒီလိုပဲသိကောင်းပြီးသိတံပိုးကြည့်တာလေးတွေဆိုရင်မရရအောင်ကြိုးစားရင်ဒါလေးရရင်တော့တည်ပြောပါပြီဆိုတာမျိုးဖြစ်တတ်တယ်။ရရင်တော့ပြီလို့ဆိုနေသူတွေဒါလေးရပြီတိတ်မကြခင်နောက်တွင်မျိုးပေါ်လာတော့ အဲ့ဒီအသေးဖက်ကို စိတ်ကတောက်တကြပြန်လာပဲမဟုတ်လားဒါကြောင့်မြတ်ဗုဒ္ဓကခြေနဲ့ရောက်ရဲခြင်းဟာအကောင်းဆုံးချမ်းသာလို့မိန့်တော်မူတာပဲပေါ့မခြေနဲ့နိုင်မရောက်ရဲနိုင်လူချင်းမှုကိုမလျှော့ချနိုင် လို့ကတော့ဘလောက်ပဲရှိရှိဘလို့ပဲအဆင်ပြေပြေချမ်းသာမှာမဟုတ်ဘူးလူလည်းမရခင်လူချင်းနဲ့ပစ္စည်းဝတ္ထုလည်းမရခင်လူချင်းနဲ့ပြီးတော့နောက်တစ်ယောက်နောက်တစ်မျိုးပြောင်းချင်လာတယ် မကျေနပ်နိုင်မယောင်ရဲနိုင်ရကြင်မှုကြောင့်ဖြစ်တဲ့ဆင်းရဲကတော့ခံရမှာပဲပေါ့ကိုယ့်အကြောင်းတရားရောက်ကမကောင်းပြောလာတဲ့အခါအတော်များများကဘသူပြောတာလဲဆိုပြီးပြောတဲ့သူကိုလိုက်ကြည့်တတ်တယ်ပြီးရင်လိုက်ခံစားတတ်ကြတယ်သူကတော့ဘာမလို့လဲဆိုက ပြန်လဲအဖြစ်ဖို့တာမျိုးလဲလုပ်တတ်တယ်ဘာကြောင့်အပြောခံရတယ်ဆိုတာကိုကိုကိုပြန်စီကျင်တာမလုပ်ဖြစ်တတ်ဘူးအပြောခံရတဲ့အပေါ်မှာ လက်ခံသုံးသပ်ဖို့ထက် ပြောလာတဲ့သူအပေါ်ရိုးမယ်ဖွဲ့လေးရှိတတ်ကြတယ်။အမှန်တော့ပြောတဲ့သူကိုရိုးမယ်ဖွဲ့ဖို့ထက်အပြောခံရတဲ့အကြောင်းတရားကိုစင်ကျင် သုံးသပ်ပြီးဟုတ်ရင်လည်းလက်ခံပြုပြင်မဟုတ်ရင်လည်းမခံစားပဲကိုယ်အလုပ်ကိုဆက်လုပ်နိုင်ရမယ်။ပြောတဲ့သူကိုလိုက်မကြည့်ရဘူး။ပြောလာတဲ့စကားတဲ့အပေါ်လက်ခံစင်ကျင်နိုင်ရမယ်။လက်ခံတာဟာခံစားတာမဟုတ်ဘူး။ကိုယ့်ရဲ့ခန္ဓာရည်ကိုအတုံးချအောင် အရင်စစ်တော့အပြောခံရတယ်ဆိုတာပြောเสียအကြောင်းရှိလို့ပြောလာတာဖြစ်တဲ့အတွက်ပြောတဲ့သူကတော့ပြောမှာပဲကိုကအဲ့ဒီအပေါ်တုံ့ပြန်မှုမလွဲဖို့ပဲပြောလာတဲ့သူကိုလိုက်ကြည့်နေဖို့မဟုတ်ဘူးစကားလုံးတိုင်းကိုခံစားနေဖို့မဟုတ်ဘူးဘာကြောင့်ပြောရဲဆိုတာကိုစင်ချင်းသုံးသက်ပြီးဟုတ်ရင်လက်ခံပြုပြင်မဟုတ်ရင်တော့ခံစားနေဖို့လက်ခံနေဖို့ကိုမရှိ啊ဟုတ်မှမဟုတ်တာပဲလीဒါကြောင့်အချောင်းကိုစင်ချင်း အကျိုးကိုလက်ခံအမှန်ကိုလိုက်နာအမားကိုဖယ်ရှားအလုံးဟာတရားတွေကြီးပဲမဟုတ်လားအဆုံးမတွေနဲ့နှလုံးလှပြီးအသိပညာတွေရင်ကျက်လာတဲ့အခါရှေ့မထွက်ရလေနောက်ွယ်ကနေအထောက်ပံ့ပြုနေရတဲ့အပေါ်မှာကျေနဲ့လာတယ်ငါ့ကိုအလီမထရကောင်းလားဆိုပြီးအနှစ်မရှိတဲ့ဇပန်နဲ့လို့ထောင်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 မဖြစ်တော့ပဲအနှစ်ရှိတဲ့ဇပန်နဲ့လို့နှိမ့်နှိမ့်ချာချာနေတက်လာတယ် လိုချင်မှုကို ထိန်းချုပ်လာနိုင်တဲ့အခါပေးနေရတဲ့အပေါ်မှာခြေနဲ့လာတယ်။ရသလောက်ယူဖို့ထက်ရှိသလောက်ပေးခြင်းစိတ်တွေက နေရာယူလာတယ်။တွေ့ထားလို့ပူလောင်နေတဲ့စိတ်အစဉ်ဟာစွန့်လွတ်လို့လွတ်လပ်သွားတဲ့ခံစားချက်အပေါ်တာဓုခေါ်နိုင်လာတယ်။အကျိုးလိုလာတဲ့စိတ်တွေအင်အားကောင်းလာတဲ့အခါသူတပားအကျိုးပျက်စီးရာပျက်စီးကြောင်းကျန်စီပြောဆိုလောက်ခံရတာတွေအပေါ်မှာမလုံဖြစ်တော့ဘူးဖြက်စီးရည်တဲ့ အကျိုးပြုရဲ့အတွက်ပဲအားခဲနေမိတတ်တယ်။ဘသူကိုဘလို့အကျိုးဆောင်ပေးလိုက်ရမလဲဆိုတဲ့ခံယူချက်စိတ်ထားဟာမေတ္တာသမားတွေရဲ့ယုံကြည်ချက်ပါပဲ။ဒါကြောင့်ဘဝမှာရှေ့မထွက်ရလဲအရေးမကြီးပါဘူး။နောက်ွယ်ကနေအကျိုးပြအောင် ဆောင်ရွက်နိုင်ခြင်းကသာအဓိကပါပဲလိုချင်တာမရလို့လေတွေ့တာမှုနဲ့အပူစုနေဖို့မရှိပါဘူး ပေးနေရတဲ့ဘဝကသာလွတ်လပ်မှုနဲ့လွတ်မြောက်မှုရဲ့အလန်းစင်ပါပဲ။သူများအကျိုးဆောင်သလောက်ကိုယ်အကျိုးမအောင်လဲကိစ္စမရှိပါဘူး။သူ့အကျိုးပြည့်စည်အောင်မလုပ်ဖြစ်တာကိုကဒေါသကိုလျှော့ချနိုင်တဲ့သင်္ကေတပါပဲ။လောကမှာဘလောက်ပဲကောင်းအောင်လုပ်လို့မကောင်းပြောတဲ့သူ မကြိုက်တဲ့သူကတော့ရှိနေမှာပဲ။ဘလောက်ဆိုတဲ့သူ မကောင်းတဲ့သူပဲဖြစ်ဖြစ်ကြိုက်တဲ့သူထောက်ခံတဲ့သူက ရှိနေမှာပဲ။ နှလုံးစုံပြည့်စုံတော်မူတဲ့ဘုရားရှင်ကိုရောမြတ်ကြီးတော်မှာမကြိုက်တဲ့သူ မထောက်ခံတဲ့သူတွေက ရှိနေတာပဲမဟုတ်လားအဓိကကတော့အများကြိုက်ဖို့ထက်အမှားမလိုက်ဖို့ပဲအများကြည့်ဖို့ထက်တရားနဲ့ညီဖို့ပဲကိုယ်လောက်ရတိုင်းကို အများကလက်ခံဖို့အသာထားကိုမွေးထားတဲ့ကိုသားသမီးတိုင်းကတော့လက်ခံခြင်းမှလက်ခံမှ သူများလက်ခံဖို့ထက် ကိုယ်လောက်ရကိုလက်ခံနိုင်ဖို့လိုတယ် သူများဆိုတာကို့အပြင်ပိုင်းကိုကြည့်ပြီးဆုံးဖြတ်ကြတာကို့ကိုယ်ကိုကြတော့ကို့အတွင်းစိတ်နေသဘောထားအတိုင်းကို့လက်ခံရမှာကို့စိတ်ရင်အမှန်ကို့အတိဆုံးဖြစ်လို့ကို့ကိုယ်ကိုလက်ခံနိုင်ပြီဆိုရင်အတော်ဟုတ်နေတာပါပဲကို့ကိုယ်ကိုလက်ခံနိုင်ပြီဆိုရင်သူများလက်မခံလဲအရေးမကြီးဘူးသူများမကြိုက်လဲအရေးမကြီးဘူးဖះကြိုက်ရင်သူတော်ကောင်းတွေကြိုက်ရင်ပြီးတာပဲပေါ့ဒါကြောင့်ဘာပဲလုပ်လို့ ဘသူဘဝကြိုက်အောင်ဆိုတာမျိုးစဉ်းစားမနေနဲ့ပုဂ္ဂလအဋိဋ္ဌံမစဉ်းစားနဲ့ဓမ္မဋိဋ္ဌံပဲစဉ်းစားတရားနဲ့ညီတဲ့အလုတ္တဖြစ်ပါစေအများမကြည့်လေဖျားကြည့်ရမတူတော်တွေမကြိုက်လေသူတော်ကောင်းတွေကြိုက်တယ်အများကြိုက်ဖို့မလိုအမှားမလိုက်ဖို့ပဲလိုတယ်အများကြည့်ဖို့မလိုတရားညီဖို့ပဲလိုတယ်အများလက်ခံဖို့မလိုဖျားလက်ခံဖို့ပဲလိုတယ် လိုရာမရလို့အလိုမကျတဲ့ဘဝမှာမလိုရာတွေရနေတာက ပိုဆိုးတာပေါ့ဘာမှအကြကြီးမဟုတ်တဲ့လောကမှာဘာလို့အထာကြီးတွေနဲ့ဒေါသတွေကြီးနေမှာလဲလေမတိမလိမ့်ပါလို့အတိအိမ်မပါလာတဲ့သူတွေနဲ့ပြန်ပြီးအတိချိန်နေတာလေကိုမှားပါပဲမှောင်ပြီးနေနေတဲ့မာနဟာထောင်ပြီးတက်နေရတဲ့လေကားလို့နောက်ပြန်မပြို့ဘို့တော့အလဲအလျှော်လောက်ရမှာပဲ။ တည်ကြတာကတော့ဝေဒနာတွေပါနေလို့ပါပဲစိတ်လွတ်ကိုလွတ်ခံစားနေတာကစိတ်လည်းလွတ်ကိုယ်လည်းလွတ်ကုန်တာပေါ့မလျှော့နိုင်လို့မပေါ်နိုင်ရင်တော့မလျှော့ပဲတင်းနေမှာအသေးချာပဲမဟုတ်လားခြေနဲ့အောင်နေတဲ့ရင်ဘလောက်ပဲရှိရှိအလိုပြည့်မှာမဟုတ်ဘူးပစ္စည်းဥစ္စာကလူလူကိုမပြည့်စေနိုင်ဘူးလောဘကိုလျှော့ချနိုင်မှလိုချင်မှုကိုလျှော့ချနိုင်မှာအလိုမရှိရင်အလိုမပြည့်တာလည်းမဖြစ်တော့ဘူး ဒါကြောင့်ဘာအတွက်နဲ့မှတောင့်တမနေနဲ့တောင့်တနေရင်ကြောင်ကြရတယ်။လိုချင်နေရင်အလိုမကျဖြစ်ရတယ်။လိုချင်နေတာက လောဘအလိုမကျတာကဒေါသဒီသဘောမှန်ကိုမသိပဲစိတ်လွတ်ကိုလွတ်ခံစားနေတာကမောဟတရားခံစစ်ကလောဘဒေါသမောဟ သူတို့ပါပဲလားလောကမှာလူမယူပေမဲ့ဖုံမယူတဲ့သူတွေရှိတယ်အဲ့ဒါဒုက္ခနဲ့သူပဲ သူ့အဟောင်းကောင်းတို့အကောင်းရနေရတာကိုကံကအဟောင်းမကောင်းခဲ့လို့အဆိုးရနေတာကံချင်းမတူဘူးအဟောင်းကောင်းတို့အကောင်းစားနေရတဲ့သူတွေအပေါ်မူတီတာပွားပြလိုက်အဟောင်းမကောင်းလို့မကောင်းများနေတဲ့သူတွေအပေါ်ဂယုနာထားပြလိုက်အမှန်တော့ကံဆိုတာပြိုင်လို့မရဘူးကံမရှိဉာဏ်ရှိတိုင်းမွဲဆိုတာရှိတယ်ကံမပိုင်ရင်လုံးတလောက်မဖြစ်တာတွေအများကြီးပဲကံကိုမပြိုင်နဲ့ကံကိုပြင်ရမယ် ူကံကိုမပြိုင်နဲ့ကိုကံကိုပဲကိုပြင်းဒါဟာအကောင်းဆုံးပဲကံပြင်းနေဆိုတာလောက်ရကိုပြင်းတာကိုရဲ့အလုပ်တွေကိုပြင်ရတာကိုအမှုရာနှုတ်အပြောအဆိုစိတ်အတွေ့အကျင့်ဒီအပြုအမှုတွေကိုပြင်နိုင်ကိုလည်းအချိန်တန်ရင်ကံတွေကောင်းလာမှာပဲပေါ့အရေးကြီးတာကကံကောင်းဖို့ထက်ကံမဆောင်ဖို့ပဲဖုံးကံတက်ဖို့ထက်နှုံးဆက်မပြတ်ဖို့ပဲကံကိုပြိုင်ဖို့ထက်ကံကိုနိုင်ဖို့ပဲ ူကံကိုရှင်ဖို့တဲ့ကိုယ်ကံကိုပြင်ဖို့ပဲလောကမှာဘာပဲဖြစ်ဖြစ်အကြောင်းကြောင့်အကျိုးဖြစ်တာဆိုတဲ့အတိတ်ကလေးကိုသာလေးလေးနက်နက်လက်ခံကျင့်သုံးလိုက်ပါဘလို့ကိစ္စမျိုးမဆိုလက်ခံသွားတယ်အကျိုးတရားကိုလက်ခံနိုင်ရင်ညီရထိုင်ရတာတက်တာတယ်လက်မခံနိုင်လို့သာပင်ပန်းနေရတာအကျိုးတရားကိုလက်ခံတယ်ဆိုတာဘလို့အချိန်နေပဲဖြစ်ဖြစ်ရင်ဆိုင်လိုက်တဲ့သဘောပဲ။ ဖြစ်ပြီးသားကိစ္စကိုလက်မခံနိုင်ရင်မကြေနပ်တော့ဘူးမကြေနပ်တော့ရင်ခံစားမယ်ခံစားရင်ပူလောင်မယ်လက်ခံနေဆိုတာခံစားတာမဟုတ်ဘူးအကျိုးရလဲအပေါ်မှာအဆိုးမဖြစ်အောင်ရင်ဆိုင်တာဖြစ်ပြီးတာကကြံခဲ့ပြီးဘာကြောင့်ဘသူကြောင့်ဆိုတာတွေအတာထားအကျိုးတရားပေါ်မှာပဲဖြေရှင်းနိုင်အောင်ကြိုးစားရမယ်ဗုဒ္ဓကအကျိုးကို မပယ်ခိုင်းဘူးအကြောင်းကိုပဲပယ်ခိုင်းတာအကျိုးရလဲကိုလက်ခံပြီး တည်အောင် လောက်ခိုင်းနေတည်ရင်မခံစားဘူးမတည်လို့ခံစားတာမကျင်နဲ့လို့အလိုမကျလို့စိတ်တမ်းမကျလို့ဒါလိုက်ခံစားနိုင်မယ်ဆိုရင်လောကကြီးစိတ်သုံးသွားမှာအမှန်ပဲကိုယ်တယောက်တည်းပဲခံစားနေရတာမှမဟုတ်တာ လောကသားတိုင်းခံစားချက်ကိုစီရှိနေကြတာပဲလေဒါကြောင့်ဘာပဲဖြစ်ဖြစ်လက်ခံလိုက်ပါမခံစားပါနဲ့ဘဝမှာ ကိုယ်အားကိုယ်ကို ကိုယ့်လို့ကိုယ်လို့ကိုယ့်ပြဿနာ ကိုရှင်းတတ်တဲ့အလေးအကျင့်မျိုးများများလေ့ကျင့်ထားရမယ်မဟုတ်ရင်ကိုယ်ကိစ္စကြောင့်သူများအပေါ်မိခိုနေရတာတွေကစိတ်ဒုက္ခကို ပိုဖြစ်စေတယ်။သူကြတော့ငါကဘယ်လိုကူညီတာ။ငါကြတော့ဘာဖြစ်တယ်၊ညာဖြစ်တယ်။စတဲ့အတွေ့အမျိုးတွေနဲ့ခံစားရတဲ့စိတ်ဒုက္ခဟာသူ့အပေါ်ကို ကိုကမျောလင့်နေပြီလို့ပဲ။ကိုပြဒနာကကိုကန္တသူမကူညီတာက သူ့အကြောင်းကိုကူညီတာက ကိုစည်တနာ။ ူအကောင်းမတုံ့ပြန်တာနဲ့ကိုကူညီခဲ့တဲ့စေတနာမကွက်မိဘူးတော့လို့တာပေါ့ကိုလှုပ်ပေးကြတဲ့ကငါလှဲ့ကြရင်သူလည်းဒီလိုပြန်လှုပ်ပေးမှာပဲဆိုတဲ့မျောလင်းချက်မျိုးနဲ့လှုပ်ခဲ့တာ ဆိုရင်တော့အစကဲကြတာကိုစေတနာရဲချော်နေတဲ့သဘောရှိတာပေါ့မျောလင်းချက်မပါပဲစေတနာနဲ့လှုပ်ပေးခဲ့တာဆိုရင်လေကိုကအစကတည်းကမျောလင်းထားတာမဟုတ်တော့သူဘလို့ပဲတုံ့ပြန်ပါစေကိုစိတ်ကဘာမှခံစားနေဖို့မရှိပေဘူးပေါ့ အရင်စစ်တော့သူများကိုမျောလင့်နေမိတဲ့စိတ်ဟာကိုယ်ပြဿနာနဲ့ကိုယ်ကိစ္စကိုဖြေရှင်းရမရောက်ပဲကိုယ်စိတ်ခံစားမှုကိုသာပို့ပြီးဒုက္ခဖြစ်စေတဲ့အတွက်ဘာပဲဖြစ်ဖြစ်စိတ်မငြိမ်နဲ့ကိုယ်ဖြစ်ကိုယ်ခံကိုယ်ကိစ္စကိုရှင် ကိုယ်စိတ်အစဉ်လင်းနေဖို့ပဲမဟုတ်လားအပိုင်း6ကိုဆက်လက်ဆောင်မျောနှာစင်ပေးကြပါအောင်ခင်ဗျာအပိုင်း9ကိုဆက်လက်ဆောင်မျောနှာစင်ပေးကြပါအောင်ခင်ဗျာ ဒီဗီဒီယိုလေးကိုအဆုံးထိနားဆင်ပေးခဲ့ကြတဲ့အတွက်အားလုံးကိုကျေးဇူးအထူးတင်ရှိပါတယ်။ကျွန်တော်ရဲ့ channel လေးကို like and subscribe ပြုလုပ်ပေးကြဖို့အားလုံးကိုမေတ္တာရက်ခံအပ်ပါတယ်။နောက်ဗီဒီယိုလေးမှာပြန်လည်ဆုံတွေ့ကြပါစို့။ကိုစိတ်နှစ်ဖြာစမ်းမချမ်းသာကြပါစေ။